ဟိုပေါ့ပြိသက်မုံမှာတော့အခုချိန်မှာတော့မကြောက်တော့ပါဘူးမကြောက်တော့ဆိုတာကျွန်တော်ကဒါ character တခုကိုပုံဖော်တာဖြစ်တဲ့အတွက်ပြိသက်တွေလည်းဒါအမြင်နဲ့ကျေလာပြီးနားလည်ပေးလိမ့်မယ်လို့ထင်ပါတယ်အဓိကတော့ကိုယ်ပေးထားတဲ့ character အပေါ်မှာပဲအဲစီမျောတက်ဝင်ပြီးတော့အကောင်းဆုံးနဲ့အပြည့်အစုံဖြစ်အောင်တော့ကြိုးစားမှာပေါ့ဒီတင်းတော်တဲ့အမှုပညာကြီးဆိုတာတဲ့အဓိကကကျွန်တော် character character ကိုကြည့်ရအောင်ပေါ့နော်ဟိုကျွန်တော်ကဟိုပေါ့အဓိကကြည့်ရတော့ပတ်စံအောင်အရင်မကြည့်ဘူးအမှုပညာကြီးကိုအရင်မကြည့်ဘူး ကျွန်တော်ဒီလောက်ွက်နဲ့ဒီကို character ပေါ်ပဲအရင်ကြည့်ရကြည့်ပြီးဆုံးဖြတ်ပြီးတော့မှအာကိုဒီနေရာမှာလုတ်ပေးနိုင်မလားအာငါဒီနေရာကိုရိုက်ပေးနိုင်မလားရိုက်နိုင်မလားပေါ့နော်ကိုရဲ့ဟာကိုပြန်ကြည့်ရတာပေါ့အဲ့လိုမျိုးပေါ့ဒီကားထဲမှာကကျွန်တော်ရဲ့ဇာကောင်ကတော့ဟိုပါထွန်းထွန်းဝင်း character နဲ့ပေါ့နော်ဟောဒီမာလေးဟိုပါနဲ့ဟိုဝိုင်းရွှေရင်နဲ့လင်းမရပေါ့အရှိမဟိုဝိုင်းဝိုင်းနဲ့ကဟိုပါမှာ ဗီဒီယိုတွေမှာစုံဘူးတယ်ဇလန်တွဲတော့မစုံဘူးဒါတော့ပထမကားပေါ့နော်ဗီဒီယိုတွေမှာစုံဘူးတယ်ပြီးတော့ဒါအာဒီမှာကိုချော်ဆူးတို့ရောဒီမအေးမြတ်တို့ရောပါကြတယ်ပေါ့နော်ပြီးတော့နောက်တခြားဒီညီလေးညီမလေးတွေကျွန်တော်တို့ဒီယုံကဒဲလန်ညီလေးညီမလေးတွေလည်းအများကြီးပါတယ်ပြီးတော့တခြားဝိုင်းရုပ်ဆောင်တွေလည်းအများကြီးပါကြတယ်ပေါ့နော်အဲ့လိုဆိုတော့ဒီကိုချော်ဆူးနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဟိုပါပေါ့ဒါဒုတိယမြောက်ကားပေါ့အကူနဲ့လည်းအရှိမရွှေဦးစာဆောင်မှာမြည်လဲစုံထားတာဆိုတော့လေဟုတ်ကျွန်တော်ကအခုဒီကြားထဲမှာပေါ့နော် အနောက်ဆုံးကျွန်တော်ဒီခေါင်းမုံမဲ့အိမ်ရိုက်ပြီးတဲ့အချိန်မှာအာဂျားထဲမှာဟိုပေါ့တစ်နှစ်လောက်နားလိုက်သေးတယ်နားပြီးတော့မှပြီးမှပြန်ရိုက်တဲ့အခါမှာကျွန်တော်ဂျားထဲမှာဟိုကအဲနောက်ထပ်ဇလန်းတွဲတစ်ခုရိုက်လိုက်သေးတယ်အပြင်အပြင် production နေနေပေါ့နော်အဲအဲ့ဒါကလည်းဟိုပေါ့ဒီဒီဟိုမအိမ်မြတ်သူလည်းပါတယ်အဲ့ကမှအမလည်းပါတယ်ပေါ့နော်မဖူးစုံတို့မအိမ်မြတ်သူတို့အာနောက်ထပ်ဒီဟိုကအများကြီးပဲအဲအောင်ရည်ချမ်းတို့ပါပါတယ်ကိုနေပြောင်းတို့လည်းပါတယ်ပေါ့နော်အဲ့အဲ့ကားလေးရိုက်လိုက်သေးတယ် ခြားထဲမှာဒီတကားရဲ့အရှိရပေါ့နော်အဲ့လာပြီးတော့မှဒါဒူဒီဒီတွေကပြန်ရိုက်တာပေါ့ဟုတ်ဇက်ကောင်ရွေးတာရောပြီးတော့နောက်တစ်ခုကကြတော့ဒီဟိုပေါ့ဘယ်လိုပြောမလဲဟိုဇက်ကောင်ရွေးတာရဲ့ပြီးတော့နောက်ဒီဒီခုခြားထဲမှာလည်းဒီဟိုပေါ့အာကာလာလေးမှာလည်းနည်းနည်းဟိုအစင်မပြေတာလေးတွေပါလေးအဲ့လိုမျိုးပေါ့နော်ဒီဒီဟိုကရှိနေတဲ့အတွက်အဲ့လိုမျိုးတွေဆိုတော့ဟိုဒီရိုက်ရိုက်ကူးရေးခဏနားထားတဲ့သဘောပါ ဘာလို့လဲဆိုတော့နောက်တစ်ခါကျကျွန်တော်အဲ့ကန်နယ်ဘလက်ရိုက်ပြီးတော့ sorry ဒီခေါင်းမုံးမဲရင်ရိုက်ပြီးတော့အဲ့မှာဟိုခဏလဲနားကျင်တာလဲပါတယ်ပြီးတော့နောက်ကိုကလည်းအဲ character နည်းနည်းပြန်ရွေးကျင်တာလဲပါတာပေါ့နော်အဲ့လိုလေးလည်းရှိတယ်အဲ့ဒါကြောင့်လည်းပါပါတယ်ဟုတ်အဲတချို့ကြတော့အဲ့လိုမျိုးကျွန်တော်လာကန်လန်းတာရှိတယ်ရှိရဲဆိုတော့ဟောပေါ့အာကိုယ့်ရဲ့အခန်းကနေတယ်ဒါပေမဲ့အာလောက်ွက်ကလည်းတိတ်မရဘူးဇက်ကအငိန်ဖြစ်နေပေါ့နော်ဇက်ကဥမာအငိန်လည်းဖြစ်နေတယ်ကိုကပါရတဲ့အခန်းကလည်း ဟိုနည်းနေတယ်ဒါပေမဲ့ကျွန်တော်တို့အဓိကကဘာလဲဆိုဘာကိုကြည့်လဲဆိုဖားတဲ့အခန်းနည်းပြီမဲ့ဥမာဗျာကျွန်တော်ကနှခန်းသုံးခန်း၄ခန်းလောက်ပါတယ်ဆိုပေမဲ့အဲ့အခန်းမှာလည်းကိုကလုံးကွဲရတယ်ဟိုကို့အတွက် character တစ်ခုအနေနဲ့ရှိမယ်ဆိုရင်တော့ကျွန်တော်တို့ကလုံးရတာအဆင်ပြေတယ်လေအဲ့လိုဆိုတော့ဟိုအဲ့အားကြောင့်လဲပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီအနုပညာကြီးပေါ့နော်အနုပညာကြီးဟိုညှိနှိုင်းတဲ့အခါမှာလည်းအဲဘယ်လိုပြောမလဲဟိုအဆင်မပြေရတယ်လဲပါတယ်ပေါ့နော်အဲ့အဲ့အားလေးကြောင့်လဲဟိုယွင်းယွင်းနဲ့အဲ့လို အချိန်လေးကြာသွားဒီတင်းတော်တဲ့အမှုပညာကြီးဆိုတာတဲ့အဓိကကကျွန်တော် character character ကိုကြည့်ရတာပေါ့နော် character ကိုကြည့်ရတယ်ဥမာဒီကားဆိုလို့ရှင်လဲကျွန်တော်တို့ဒီ casting ရွေးထားတာအော်ဟိုဘာအေးပေါ့ casting လုပ်ထားတာကြာပြီကြာပြီဆိုတော့အဲ့လိုမျိုးဆိုတော့ဒါ character လေးကလည်းကောင်းတယ်ပြီးတော့ဟိုကို့အတွက်လည်းဘာပဲပြောပြောနောက်ထပ်ပေါ့နော်မလုပ်ဘူးတဲ့ character တစ်ခုဖြစ်နေတဲ့အတွက်အော်ရိုက်ရိုက်တာလည်းဖြစ်တယ်ပေါ့နော်အဓိကဟိုကျွန်တော်ကဟိုပေါ့ အဓိကကြည့်တာတော့ပတ်ဆောင်အရင်မကြည့်ဘူးအနုပညာကြီးကိုအရင်မကြည့်ဘူးကျွန်တော်ဒီလောက်ွက်နဲ့ဒီကိုကာရီတာပေါ်ပဲအရင်ကြည့်ရကြည့်ပြီးဆုံးဖြတ်ပြီးတော့မှအာကိုဒီနေရာမှာလုတ်ပေးနိုင်မလားအာငါဒီနေရာကိုရိုက်ပေးနိုင်မလားရိုက်နိုင်မလားပေါ့နော်ကိုရဲ့ဟာပြန်ကြည့်ရပေါ့အဲ့လိုမျိုးပေါ့အခုနောက်ပိုင်းကတော့ဘယ်လိုပြောမလဲဟိုနည်းနည်းလေးတော့ဟို ဟိုတေချာလေးလေးလာပြီးတော့ဆုံးဖြတ်ရတာပေါ့ဟိုပေါ့ပရိသတ်မုံမှာတော့အခုချိန်မှာတော့မကြောက်တော့ပါဘူးမကြောက်တော့ဆိုတာကျွန်တော်တို့ကဒါ character တစ်ခုကိုပုံဖော်တာဖြစ်တဲ့အတွက်ပရိသတ်တွေလည်းဒါအမြင်နဲ့ကျယ်လာပြီးနားလည်ပေးလိမ့်မယ်လို့ထင်ပါတယ်အဓိကတော့ကိုယ်ပေးထားတဲ့ character အပေါ်မှာပဲအဲစီမျောတက်ဝင်ပြီးတော့အကောင်းဆုံးနဲ့အပြည့်ပြည့်ဆုံးဖြစ်အောင်တော့ကြိုးစားရမှာပေါ့ကျွန်တော်ကတော့ကျွန်တော်ကတော့အဲ့လိုပြောဘယ်လိုပြောမလဲဟိုကိုကလည်းဒီမှာကျွန်တော်ကဒီရုံးမှာဆိုလို့ရှိရင်လည်းဒီပေါ့ပြောမယ်ဆိုခုနလီဒင်းရိုးနေရာကြီးလည်းကျွန်တော်ရိုက်ခဲ့ဘူးတာပေါ့ ရိုက်လဲရိုက်ခဲ့ဘူးတော့ဆိုအဲ့လိုမျိုးပေါ့ဟိုထပ်ပြီးတော့လဲနောက်ထပ်ကိုလည်းအဲ့လိုမျိုးဟိုနောက်ထပ်နောက်ထပ်အဲ့လို leading role နေရာမျိုးပဲဖြစ်ဖြစ်ဟိုနေရာဟိုတနေရာပေါ့နော်ရအောင်တော့ဟိုဆက်ပြီးတော့တော့စူးစမ်းနေပါတယ်ဟုတ်အခုလောလောဆယ်တော့ဒီကန်ဆက်ကန်ဆိုတဲ့ဇလန်တွဲလေးဟာအစာရိုက်တော့မယ်ပေါ့နော်ရိုက်ရိုက်ပြီးတဲ့အခါမှာလဲလွှင့်တဲ့အခါကြလို့ရှိရင်လဲဝေဖန်အကြံပြုပြီးတော့ဟိုအားပေးပါအောင်လို့ပြောချင်ပါတယ်အားပေးနေတဲ့ပြည်သက်တွေအားလုံးကိုလဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါခင်ဗျာ Thank you.